ော့ကရိတ်ဂျုံတိုးတိုက်ပွဲမှာဗိစခန်းများတိမ့်နိုင်မှုဘုံကျဲအကြမ်းဖက်မှုနဲ့အတူအရတားပြည်သူတွေပိတ်မိနေကြပါတယ်။ကင်းပြင်းတဲ့အတွင်းကကော့ကရိတ်ဂျုံတိုးလမ်းပိုင်းမှာတိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပြီးတော့လက်ရှိမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ10ဦးထက်မနည်းထွက်ပြေးလာတာကိုလည်းလက်ခံထားရကြောင်းနဲ့စစ်ကောင်စီရဲ့ဂိတ်စခန်း၅ခုကိုလည်းထိန်းချုပ်လိုက်နိုင်ပြီဖြစ်ကြောင်းတော်လိုင်းရေးမြေပြင်သတင်းရင်းမြစ်တွေထံကသိရပါဗါတယ်။အဲ့ဒီဂိတ်တွေကတော့ခွဲထွက် DKPA ဘူဘီဂိတ် BGF မဝင်းအောင် PC အဖွဲ့ gate ခမာယ946 gate ခမာယ945တက် gate တို့ဖြစ်ကြပြီးဒီ gate စခန်းတွေဟာ၄တိုင်၅တိုင်နွားချံကုန်းကော့ဝါလေနေရာနီးမှာဖြစ်ကြောင်းလည်းသိရပါတယ်ဧပြီလ27ရက်နေ့ကဆိုရင်လဲကျုံတို့ခမာယ945တက်ကနေစစ်သား6ဦးထွက်ပြေးလာကြောင်းဖန်တက်က2ဥပါပြီးစစ်မှုထမ်းတက်သားသည့်4ဥပါကြောင်းသိရပါတယ်။ကိုတိုင်နာကတကိတ်လှိုင်ဝက်ကိတ်နှစ်ကိတ်ကတော့သိမ့်ဖို့ကြံရှိနေသေးပြီးတော့အဲ့ဒီဂိတ်တစ်ခုကိုသာရပြီးရင်တော့ ကော့ကရိတ်နယ်ကြုံတိုးကြားမှာစစ်ကောင်စီတပ်ရင်းနေရာတွေသာကြန့်ရှိတော့တယ်လို့သိရပါဗျ။ကော့ကရိတ်နယ်ကြုံတိုးကြားမှာစစ်ကောင်စီတပ်ရင်းနေရာတွေသာကြန့်ရှိနိုင်တော့မှာလည်းဖြစ်ပါတယ်။ကော့ကရိတ်မြို့ဝင်မှာရှိတဲ့ခမရ946တပ်ရင်းစကခစနစ်ခလရ233ည231အမတ်တ31နှစ်တပ်ရင်းတွေကို KNLA ဖီရက်မဟာမိတ်တပ်တွေကအခုချိန်ထိဝိုင်းပပိတ်ဆို့ထားဆဲဖြစ်ပါတယ်စစ်ကောင်စီကပြန်လဲတုံ့ပြန်နေတဲ့စစ်ရေးအခြေအနေကတော့ ပိတ်ဆို့ခံထားရတဲ့အတွင်းကနေအပြင်မထွက်တော့ဘဲနဲ့ဒရုန်းနဲ့ကင်းထောက်ခြင်း၊ဝိုင်းတွဲလေယာဉ်နဲ့ဘုံပတ်ကျဲခြင်း၊တပ်ရင်းထဲကနေလက်နက်ကြီးတွေနဲ့ရန်ပစ်ခြင်းစသဖြင့်ခုခံနေရတဲ့အနေအထားမျိုးဖြစ်ပါတယ်။ရန်ကုန်ဖုန်ကြီးကျောင်းကြီးမှာရှိတဲ့စစ်တပ်ဘန်ကာကတုတ်ကြီးကိုလည်းတိုက်နေကြောင်းဒါပြင်ကိုရိုင်နဲ့ကစစ်တပ်ဂိတ်ကြီးကိုလည်းဝိုင်းတိုက်နေကြကြောင်းကို KNLA သတင်းရင်းမြစ်တွေထံကပြောပါတယ်။စစ်ကောင်စီတပ်တွေကတော့ကော့ကရိတ်မြို့တွင်းရှိဖုန်ကြီးကျောင်းဖျားစီတီစာတင်ကျောင်းများမှာအထိုင်ချတပ်ဆွဲနေပြီးခံစစ်ပြင်ဆင်ထားကြကြောင်း အလားတူကြုံတို့မြို့မှာလည်းစစ်ကောင်စီတပ်ကအင်အားရာချီသုံးဆွဲပြီးတော့ရဲစခန်းစာတင်ကျောင်းဖျားကုန်းနဲ့ဘုံကြီးကျောင်းတွေမှာတပ်ဆွဲပြီးခန်းစစ်ပြင်ဆင်ထားကြောင်းသတင်းတွေရသိရပါတယ်။တိုက်ပွဲကြောင့်ဒေသခံတွေလည်းပိတ်မိနေပြီးလမ်းပန်းဆက်သွယ်ရေးတွေပြတ်တောက်လို့ကုန်ပစ္စည်းတွေရှားပါးဈေးကြီးတဲ့ပြဿနာကိုလည်းပြည်သူတွေကြုံနေကြရပါပြီ။လေကြောင်းနဲ့လက်နက်ကြီးကိုအထူးကအားထားနေရတဲ့စစ်ကောင်စီကလည်းမနေ့ကဧပြီ22ရက်နေ့မှာတော့ကြုံတို့မြို့ကန်းနီရွာကဗလီကိုဘုံးနှလုံးကျဲချခဲ့ပါတယ်။ဧပြီလ15ရက်နေ့ကဆိုရင်လည်း တိုက်လီရင်နဲ့ဘုံကျဲလို့ကန့်နီရွာဖုန်ကြီးကျောင်းပျက်စီးသွားပြီးကလေးငယ်တွေပါဝင်6ဦးသေဆုံးသွားခဲ့ပါသေးတယ်။နောက်ဆုံးအနေနဲ့ဘုံကျဲမှုကတော့ဒီနေ့ဧပြီလ23ရက်နေ့မနက်ပိုင်းမှာပဲကြုံတိုးအောက်ဘုတ်တဲကင်မရာရင်ခွဲတောင်ရွှေလူကုန်းကိုးတိုင်တကြောကိုအနည်းဆုံးဘုံနှလုံးနှုတ်နဲ့ပစ်ချခဲ့တယ်လို့အာရှလမ်းဘက်ကမြရီလမ်းဟောင်းဘက်မှာလည်းဘုံကျဲသွားကြပါတယ်။ မြို့ကြီးတွေကိုအပိသက်သိမ်းယူခြင်းထိ ंछ ုပ်ခြင်းတွေမလုပ်နိုင်ဘူးဆိုတဲ့ဝေဖန်ကဲ့ရဲ့မှုတွေကိုခံနေရတာကတော့ KNU အစည်းအရုံးရဲ့ KNL တက်မတော်ဖြစ်ပါကျွန်တော်တို့မလုပ်ဘူးလို့ပြောတဲ့လူတွေပြည်သူမဟုတ်ဘူးဒီစစ်ကောင်စီကဒီဒီပပလိမာဒီကျွန်တော်တို့ထိုးနှက်ဖို့အတွက်ကိုတို့တမင်တက်တက်ကိုဒီအင်ဖာယာကြီးတွေကိုမွေးထုတ်ပြီးတော့မှကျွန်တော်တို့နေ့စဉ်နေ့စဉ်ထိုးနှက်နေတာ ်အခုချိန်မှာတော့ဂနဦးတိုက်ပွဲတွေမရှိသလောက်ဖြစ်ခဲ့တဲ့တက်မဟာခုနှစ်နယ်မြေမှာဆိုရင်လဲစစ်ကောင်စီစခန်းတွေဟာတစ်ခုပြီးတစ်ခုအမဲ့ချွေခံရသလိုနယူတော်လိုင်းစတင်ကလေးကစစ်ရေးပြင်းထန်မှုအများဆုံးလို့ဆိုရမယ်တက်မဟာ6ရဲ့နယ်မြေမှာဆိုရင်လဲတက်မဟာ6ရဲ့ဥဆောင်မှုနယ်ပဲဖီရီရဲ့ပူပေါင်းတပ်ဖွဲ့တွေကမြဝရီနဲ့ကော့ကရိတ်ကိုကျော်လွန်ပြီးလမ်းတလျှောက်ဒိတ်စခန်းတွေနဲ့ကြုံတို့မြို့သိမ်းတိုက်ပွဲအတွင်ကိုအခုချိန်မှာ ပြင်းပြင်းထန်ထန်ပေါ်ဆောင်နေကြတာဖြစ်ပါတယ်။လမ်းလယ်မှာခါဆက်ပြတ်နေတဲ့အောင်စရစစ်ကြောင်းနဲ့ပတ်သက်ပြီး PDF တပ်မှုတအူပြောပြတာကတော့အခုအောင်စရစစ်ကြောင်းဆိုရင်တောင်ပေါ်မှာအနေချင်းကျန်နေ200လောက်တော့ကျန်သေးတယ်။ဒီဥစ္စာတွေကတကယ်တမ်းဆိုပိတ်မိပြီ။နောက်ပြီးတော့ရေကုန်ဘက်ချမ်းမှာရှိတဲ့အဖွဲ့တွေဒါတွေကကျွန်တော်တို့ကအားလုံးကိုဖြတ်တောက်လိုက်ပြီ။ဖြတ်တောက်လိုက်ပြီဆိုတော့သူတို့ကစတိုးမလားအညံ့ခံမလားဒီနှလမ်းပဲရှိတော့တယ်လို့သူကပြောပြပါတယ်။အခုတလောကော့ကရိတ်ဂျုံတို့တိုက်ပွဲဟာဆိုရင် ခါတိုင်းလိုတပ်မဟာချောက်နယ်မြေတွေတိုက်ပွဲဖြစ်တိုင်းပလူပြန်နေတဲ့စစ်ရေးတိုက်ပွဲမှတ်တမ်းဖိုင်တွေထွက်ပေါ်လာခြင်းမရှိတော့ပါဘူး။ဒါနဲ့ပတ်သက်လို့တပ်မဟာချောက်ရဲ့တပ်မှုတစ်ခုဖြစ်တဲ့ဗိုလ်ဓာဘောကတော့အခုဆိုရင်စစ်ရေးတွေကိုတိုးတိုးတက်တိတ်သာလုပ်နေကြတဲ့အကြောင်းအခုရဲ့ပိုင်းတွင်မှာပဲခုလိုထုတ်ပြောခဲ့တာကြားရပါတယ်။တပ်မဟာသီးသီးကြီးတပ်မဟာငါးကြီးမလား။တပ်မဟာငါးမှာဆိုနေဆက်တကြောလုံးကုန်သွားပြီ။ဟုတ်ပြီ။စခန်းပေါင်းမနေဘူးကျွန်တော်ပြောရင်ကက်တမဟာခွန်တမဟာခွန်လည်းခုနကတည်းကသူလုတ်နေတာတွေကမပေါ်ဘူးဒါပေမဲ့တေးကြတာတခုကတော့ တလုံးပြီးတလုံးပြောက်သွားတာပဲကျွန်တော်တက်မာ6မှာလည်းကြည့်မယ်ဆိုရင်အမျိုးတွေတမျိုးပြီးတမျိုးဟုတ်တယ်မလားမျိုး3မျိုးရှိပြီးတက်မာ6မှာတင်တာဒါတင်ထားတဲ့တော့မကဘူးထိန်းချုပ်နိုင်ခဲ့တယ်အခုလက်ရှိအချိန်ထိဒီအောင်စရာစစ်စစ်ရဲဆိုကြည့်ဘယ်သူမှမသိဘူးဘယ်သူမှမသိဘူးကျွန်တော်တို့မှမထုတ်ပြန်တာဒါကျွန်တော်တို့သိုးသိုးသိသိလုပ်တယ်တိုက်ပွဲပေါင်းအချိန်နေရကျော်သွားပြီရန်သူတွေအလောက်တောင်ပုံရပုံမဲ့ကျွန်တော်သိရှိရတဲ့လက်နဲ့ကအလက်တရာကျော်သွားပြီဒီထက်မှလေရင်ပြည့်တဲ့ဒီ origin တွေပါတယ်84တွေပါတယ်ဒီလက်နဲ့တရာတော့တော်တိုင်ရောရဖို့မလွယ်ဘူး ော်ဒီ point five လေးကျွန်တော်ရရတယ်ဆိုတာဒါကျွန်တော်ပြောလို့ရတယ်လေကျွန်တော်ဘလောက်ထိလှုပ်လဲဆိုတာကော့ဂရိတ်မြို့သိမ်းတိုက်ပွဲကို2023ခုနှစ်ဒီဇင်ဘာမှာစတင်ခဲ့ပြီးလေးလခန့်တိုက်ပြီးအကြမှာမိမိတို့တော်လိုင်းတက်တွေက80ရာခိုင်နှုန်းခန့်ထိသိမ်းပိုက်နိုင်ခဲ့ပူပါတယ်အဲ့ဒီနောက်ပိုင်း2024ဧပြီမှာစစ်ကောင်စီရဲ့တာလွန်အင်အားကိုရင်မဆိုင်နိုင်လို့မြို့တွင်းကနေပြန်ဆုတ်ပေးခဲ့ရပါတယ်အခုတော့2025ခုနှစ်ဖေဖော်ဝါရီကစပြီးတော့ကော့ဂရိတ်မြို့ဝန်းကျင်ကစက်ခတ်တိုက်ရင်တွေကို မိမိတို့တော်လိုင်းကြီးပူပေါင်းတပ်ဖွဲ့တွေကပိတ်ဆို့ဖြတ်တောက်ထားနိုင်ဖို့အခုလိုစ조사နေကြကြောင်းစူးစီးတင်ပြလိုက်ရပါတယ်ခင်ဗျာအခုမြင်နေရတဲ့တိုက်ပွဲကတော့စကိုင်းမြို့မှာဖြစ်ပြီးပြူစောထီမြလိုက်ပါလေတဲ့စစ်ကောင်စီတောက်တိုင်ဖွဲ့ကိုတော်လိုင်းကြီးတပ်တွေဝိုင်းပစ်နေကြတာပါပြူအမီခံတောက်တိုင်ခေါင်းဆောင်နေလင်းခေါ်ရဲဘော်ကြီးအပါဝင်ခုနှစ်ဦးသိမ်းဆုံးသွားပါတယ်ဒီတရင်ကို unicorn ပျောက်ကြားတပ်ဖွဲ့မှာတာဝန်ရှိသူတူကထုတ်ပြန်ထားတာပါဧပြီလ20ရက်နေ့ကတိုက်ပွဲဖြစ်ပါတယ် ရန်သူခေါင်းဆောင်ပါဝင်9ဦးသေဆုံးသွားပြီး2ဦးကတော့လွတ်မြောက်ထွက်ပြေးနိုင်ခဲ့ကြပါတယ်။တောက်ကတော့တလိုင်းတပ်တွေကမိရှုဖျက်ဆီးခဲ့တာမြင်ကြရမှာပါ။အခုတိုက်ပွဲပြီးမှာမင်းကိုမှစစ်ကူကား2စီးနဲ့သခိုင်းကနေစစ်ကူကား3စီးရောက်ရှိလာပေမဲ့တော်လိုင်းရဲ့တပ်ဖွဲ့များဘက်ကလက်နက်များအားနဲ့ကျက်မျိုးစုံရှိနေလို့ခြေမုံနိုင်ခြင်းမရှိခဲ့ပါဘူး။တိုက်ပွဲပြီးနောက်ပိုင်းဧပြီလ22ရက်နေ့မှာတော့တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့နေရာတွေကိုတော်လိုင်းရဲ့တပ်ဖွဲ့များကနေမြေရှင်းလင်းစင်မှာ ကြည်တိရတနာတလက်လက်ပြပုံနှလုံး40မမပုံသီးနှလုံးကြည်အနေငယ်တို့ကိုတင်စီရရှိခဲ့ကြောင်းကိုလည်းသိရပါဗျ။ဒီတိုက်ပွဲမှာ Unicorn ပျောက် जा တပ်ဖွဲ့နဲ့တူ Mingun PDF တိုက်နယ်ပတ်လာဖာတို့ကပူးပေါင်းဆင်နွှဲခဲ့တဲ့တိုက်ပွဲဖြစ်ကြောင်းပါခင်ဗျာ။ပဲခူးတိုင်းမင်းလာမြို့နယ်ရန်ကုန်ပြည်လမ်းပိုက်မှာတော့ရန်သူစစ်ကောင်စီတပ်၈ဦးထိကိုတော်လိုင်းကြီးတပ်တွေကခြေမုံတုပ်တင်နိုင်ခဲ့ကြပါဗျ။ လူငယ်တွေကိုကြမ်းဖက်ပေါ်တာဆွဲဖို့ယွာရင်းကိုဝင်ရောက်လာစင်မှာအဆိုပါစစ်ကောင်စီတပ်သားတွေကိုအခုလိုရှင်းပစ်ခဲ့ကြောင်းတာယာဝရီခရိုင် PDF မှာတာဝန်ရှိသူတူကထုတ်ပြန်ထားပါတယ်။ဧပြီလ22ရက်နေ့မနေ့ဆယ်နိုင်ခွဲခန့်ကဖြစ်ပါတယ်။စစ်ကောင်စီတပ်သားတွေဟာအညာရန်ကြီးရွာအနီးမှာရှိတဲ့53မြန်မာထမင်းဆိုင်မှာထမင်းစားနေစဉ်တာယာဝရီခရိုင်တပ်ရင်း383ညနဲ့တပ်ခွဲနှစ်ရဲဘော်တွေကရှောင်းတခင်ဝင်ရောက်ပစ်ခတ်လိုက်ကြပါတယ်။စစ်ကောင်စီတပ်သား10ဦးသေဆုံးပြီး4ဦးဒဏ်ရာရရှိခဲ့ကြောင်း တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်မွန်းလွဲ2နာရီ15မိနစ်ခန့်မှာတော့အကြမ်းဖက်စစ်တပ်က MN35 ရဟရင်နဲ့ရုံးမအဆက်မှာရှိတဲ့ပြည်သူတွေနေထိုင်တဲ့ကြေးရွာတွေကိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်53ထမင်းဆိုင်ပြည်မှာစောင့်နေတဲ့ပြူစောတိနှစ်ကောင်ကိုကျွန်တော်ပစ်တာမြင်ရောထမင်းစားနေတဲ့စစ်ခွေးနဲ့ပြူခိုးတွေကဆိုင်ကယ်တွေပေါ်တက်ပြီးဖီကိုဖီရဲနဲ့အတင်မောင်းပြေးကြတယ်အပြင်မှာရပ်ထားတဲ့သူတို့ဆိုင်ကယ်တွေအပြင်ပြည်သူတွေရဲ့ဆိုင်ကယ်တွေကိုပါကြုံရတက်မောင်းပြေးတာ ကျွန်တော်တို့လက်ပြတော့တချို့ပြူခွေးတွေကကိုင်းပြင်ကြီးတရားအောက်ကချောင်းထဲကိုပါပြေးကြတာနှစ်ကောင်ကတရားအောက်မှာတည်တယ်ဒဏ်ရာရသွားတဲ့စစ်ခွေးနဲ့ပြူခွေး၁၀ကောင်ကိုမင်းလာစီအောင်ပို့တာစစ်ရုံမှာ၆ကောင်ထပ်တည်တယ်အဲ့ဒီနောက်ကျွန်တော်တို့နေမြေရှင်းလေးရုပ်ပါတယ်တရားမြောက်ဘက်ကစစ်ကူလာတဲ့စစ်ခွေးတွေကရန်တမ်းပြီးလက်နက်ကြီးနဲ့ကျွန်တော်တို့ရှိမယ်ထင်တဲ့နေရာကိုပစ်တယ်တိုက်ပွဲဖြစ်ပြီးတော့မင်းလာတာစုံနဲ့စစ်ကွင်းတာစုံကိုပိတ်ပြီးရန်ကုန်ပြည်လန်းကကားသွားလာခွင့်မပြုတော့ဘူးလို့တာဝရီခရိုင်ဖီတဲ့ကတာဝန်ရှိသူတူကအခြေအနေကိုပြောပြပါဗျာ။ ိုက်ပွဲပြီးနောက်မှာတော့စစ်ကောင်စီအား MN35 အမျိုးအစားစစ်သုံးရဟတ်ယင်ကိုတုံးပြီးတော့မင်းလာမျိုးခြေဆိုင်ခလာရတတရှိအားမင်းလာစိန်ကန့်လန့်လန်ဘေးဝဲရာကကြီးရွာတွေကိုဘုံတိကျဲချင်းစစ်တနများနဲ့လှည့်လည်ပစ်ခတ်ခြင်းများလှုပ်ဆောင်ခဲ့ကြပါတယ်။အကြမ်းဖက်စစ်တပ်ကလက်ရှိအချိန်ထိလည်းရန်ကုန်ပြည်လမ်းပိုင်းကိုပိတ်ထားစေဖြစ်ပါတယ်။လမ်းပိုင်းကိုကိတ်ချထားပြီးနောက်လမ်းတစ်လျှောက်မှာရှိတဲ့ကြီးရွာတွေကိုစစ်တပ်ကဆက်တိုက်ဝင်ရောက်စီးနှင်ပြီးပြည်သူများကိုလည်းရွာတွေကနေထွက်ခွာခိုင်းခြင်းနေအိမ်များကိုဝင်ရောက်ရှာဖွေခြင်းများလှုပ်ဆောင်နေကြပါတယ်။ လမ်းတစ်လျှောက်မှာရှိတဲ့ဒေသခံတွေကလည်းစစ်ကောင်စီရဲ့အခုလိုဒံပြန်ကြမ်းဖက်ပစ်ခတ်လာမှာကိုကြောက်လို့အိမ်မာနေမြဲပဲထွက်ပြေးတိမ်းရှောင်နေကြတယ်လို့သတင်းတွေကသိရပါပါတယ်ခင်ဗျာ။